။မေးပါဆိုတော့တော့ငါ့ကိုရောင်းလို့ရတယ်။ဟဲ့ငါလက်ခံလေးရတယ်လည်းရဲနေတယ်။ကမာရီကခိုးနန်းလိုက်တယ်ဗျာ။ချက်ပြောနေရပါအထင်ကြီးအောင်လို့။ तू ကသူ့လုံးနဲ့ तू ကိုနာတော့မကောက်ဘူး။ကိုနာကချင်တဲ့ကမာရီလည်းမကက်ရဘူး။အဓိပ္ပာယ်မရှိဘူး။ဟာ။ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါလေ။ဟာတွေ့တော့ဟုတ်ကဲ့ပါဆိုရင်တော့ထောက်ခံတယ်လို့ပါလားတိုက်တိုက်မမင်းနဲ့ဗိုင်းမင်းမနဲ့မင်းတော့ရမယ်ကားလက်ဆောင်ကြီးလက်စကားလက်ဆောင်လေးပြောပြပါဦး ဒါလည်းစားပါဒီကလေးတော့တော့မှာလားလူလုံးဒီနေ့ဒါရိုက်တာကိုစတီရိုက်ခဲ့တယ်လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်9နှစ်လောက်ကလာ၄နှစ်လောက်နှစ်တော်မှမမိတော့ဘူးတင်းနှုံသားဆိုတဲ့ကားပေါ့အဲကားအတွက်ပွဲလာတက်ပြတာပါဟုတ်ကိုစတီနဲ့ကတော့ကိုစတီပထမဆုံးဒါရိုက်တာလိုင်စင်ရတဲ့ ကားပေါ့လေရုပ်ရှင်ကားကြီးပေါ့ရုပ်ရှင်ကားကြီးအာကျွန်တော်ခိုးဆိုးလူနိုင်မာတွေကစပြီးလက်တွဲပစ်ခဲ့တယ်အဲ့ဒီကလည်းညီကိုလိုပဲပေါ့အရင်သူရုပ်ရှင်မှာရုပ်ရှင်ရဲ့မန်နေဂျာလုတ်ခဲ့စဉ်တွေကလည်းသူ့မှာလည်းအဲ့လိုအိမ်မက်တွေရှိတယ်ပြီးတော့သူဇလန်လေးဆိုလို့ရှိရင်ဟိုတုန်းကလည်းအဲ့လိုဦးညီထွန်းလင်းတို့ရဲ့ကားမှာဆရာကြီးတို့နဲ့နောက်ထွန်းလင်းမာတွေကသူ့ဇလန်လေးတွေသူပေးတယ်ပေါ့အဲ့ဒီကသူကဒီ talent ရှိတဲ့သူတယောက်ပေါ့တကယ်အိမ်မက်ရှိတဲ့သူကတနေ့မှာတော့အဲ့အိမ်မက်ကိုအကောင့်ထဲပို့အောင်ဖော်ဆောင်နိုင်ခဲ့တဲ့အတွက်ကိုစတီကိုလေးစားပါတယ် သူဆိုရင်ရုပ်ရှင်မန်နေဂျာပေါ့ရိုက်ခွင်းမန်နေဂျာစီစဉ်သူပေါ့အဲ့လိုဘွားနေပြီးတော့ဒါရိုက်တာတယောက်ဖြစ်ဖို့ဆိုတာတကယ်တော့တော်တော်ပေါင်းကူရတာမလွယ်ဘူးလေမတကယ် line ချင်းမဆိုင်ဘူးမတူဘူးသူတို့ကြတော့ business ဘိုင်းနဲ့ management ဘိုင်းကိုတာဝန်ယူရတဲ့သူတွေဟိုတကယ်တကယ်ရုပ်ရှင်ကြတော့အမှုပညာလုပ်ကို artist ကိုပေါ်ပြရတာဆိုတော့သူငကိုတည်းကဒီအမှုပညာစိတ်ရှိလို့ဒါဒီဘက်ကိုကူလာလို့ရတာပေါ့အဲ့ခိုးစလုံးနဲ့ရိုက်မယ်ဆိုတော့လည်းသူကအာကိုကလိုင်းကျွန်တော်ဒါလေးရိုက်ချင်တယ်ဆိုပြီးတော့ပြောကြတော့ကျွန်တော်တို့က ဖြစ်ပါစေဆိုရယ်ကိုမိတ်ဆွေတယောက်ဖြစ်ပါစေရယ်စိတ်နဲ့ကျွန်တော်တို့မြင့်မြတ်တို့ထွန်းထွန်းတို့ကျွန်တော်တို့အမှုပညာကြီးတွေအပြည့်မီဝင်နေကိုဝိုင်းဝန်းပြီးလုပ်ခဲ့ကြလုပ်ခဲ့ကြတဲ့အချိန်မှာဖြစ်စင်တော့ပရမတ်တော့ပရိုဒျူဆာတွေရရှိရပြီးတော့ကျပရိုဒျူဆာတွေကမရှိတော့ပြန်ဘူးမရှိတော့ကဲကိုအဲ့ဆိုလေကိုကိုချကြမယ်ကွာဆိုပြီးတော့လုပ်ကြတဲ့အချိန်မှာပဲမိုးရုပ်ရှင်ထုတ်လေးပေါ့မိုးဟေးကွာနေပြီးတော့မိုးဟေးကလည်းသူ့မန်နေဂျာဖြစ်နေတဲ့ခါကျတော့ကဲကိုစီအဲ့လိုဝင်ဖြစ်နေဆိုရင်မိုးတို့လည်းဝင်ကူမယ်ဆိုပြီးတော့ဒိုက်တာစတီဖြစ်စေသတည်းပေါ့အဲ့ခိုးဆိုလူနိုင်ကတော့ကျွန်တော်တို့လည်းအောင်မြင်ခဲ့တယ် ကျွန်တော်တို့လည်းခင်လိုက်ဆွဲဇာယုကနေပြီးတော့ဟို action ဇာယုတစ်ခုကိုပြည်သက်အနေနဲ့မြင်ခဲ့တယ်ပေါ့နော်ဒီစကားကသူပထမကျွန်တော်တို့ဒီ covid မဖြစ်ခင်နေကသူရည်ရွယ်ထားတာအဲ့တုန်းကကျွန်တော်နေရာကကိုကျော်သူလုပ်မယ်အာကိုကျွန်တော်ကျွန်တော်နေရဲနေရာကျွန်တော်လုပ်မယ်ပေါ့အဲ့လိုဆိုပြီးတော့ရည်ရွယ်ခဲ့ကြတယ်အကြောင်းကြောင်းကြောင်းမရဲဖြစ်ကြဘဲနဲ့ဒီ covid ကြီးမှလုံးဝကျွန်တော်တို့ရန်နာသွားကြတယ်ပြီးတော့ရုပ်ရှင်တွေရက်သွားကြအချိန်မှာဇလန်တွဲကျတော့အများကြီးပြလို့ရတယ်ဆိုပြီးဇလန်တွဲလုပ်ခဲ့ကြတာပေါ့အဲ့တုန်းကကျွန်တော်တို့အများကြီးစူးစမ်းခဲ့ကြတယ် အဲကျွန်တော်ကအဲ့တုန်းကဒီကိုဗစ်ကာလတစ်ဆောက်လုံးမှာကာမရိုက်တော့သပင်အရှိန်နဲ့ပြေချာဟာဒီမှာအပေါ်အပေါ်ဒီဘိုင်းအိုင်းနဲ့ညီတို့ကငါနေရာကိုကျင်းစားလိုက်တာလားလေဝင်ခံစားလိုက်တာမဲဝင်အောင်ခံစားလိုက်တယ်တောင်းဖို့ကောင်းလိုက်တာမိမနာဘူးတွေသမင်းရှိသမင်းရှိအင်းနဲ့ရိုက်တယ်ရိုက်ပြီးတော့ စပင်အားလည်းရှိနေအောင်မညက်ချင်ဘူးဆိုတော့ကိုကလည်းမညက်နဲ့ကိုကလည်းစပင်နဲ့အဲ့ဒီကာရီတာနဲ့လိုက်တယ်ဆိုပြီးတော့အဲ့ဒါရိုက်ပြီးတော့ကျွန်တော်ဒီပါးမှာဒဏ်ရာလောက်ရတယ်ကျွန်တော်ခေးဆက်သွင်းနေတွေ့ရပါးမှာဒဏ်ရာလောက်တော့ပါးဆီလီကွန်ဒဏ်ရာကနေတိုင်းလောက်ရတော့ကျွန်တော်အဲ့ဒါကားပြီးတက်လာခွဲလောက်ထိကျွန်တော်မပြောက်တော့အဲ့လိုအနာဖြစ်သွားတယ်အဲ့ဒီအမှတ်တရပေါ့ဆီလီကွန်လောင်သွားတာပေါ့ဆီလီကွန်ကထဲရတော့တကယ်ဓာတ်ခုတ်ယာကြီးလို့ပြောဖြစ်အောင်လှုပ်ထားတာဆိုတော့လေအဲ့ဒါကြီးကနေတိုင်းလောက်ရတော့ကျွန်တော်အဲ့ဒါ တလားလောက်ကားရဲ့ပြီးတလားလောက်တလားခွဲလောက်အထိထင်တယ်ကျွန်တော်ဒဏ်ရာကျန်ခဲ့တယ်အဒဏ်ရာပြောက်အောင်မနေပြန်လောက်အောင်ကျွန်တော်မိမောက်ပြောပြတာသူနေတိုင်းအာဘွားတွေပြီးတော့ပျောက်သွားတာစပင်အတုမဟုတ်ဘူးအစ်စ်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 ဖះဆူအစ်စ်အမြဲတောင်းတာတော့မမသိဟုတ်တယ်အဲအဲ့တော့အရင်တော့ဆိုရင်ကလိုင်စပင်းရှေ့ထားရင်ဒီအပေါ်ပဲအရှေ့ထားတာလေဒီကိုဗစ်ကာလမှာကျတော့လုံးဝမညက်တော့ဘဲနဲ့ဘေးတွေပါအကုန်ရှေ့ထားလိုက်တော့အဲ့လိုမျိုးစပင်းနဲ့တော်တော်မမြင်ဘူးဖြစ်နေ ချက်ပြောနေတာဗာအထင်ကြီးအောင်လို့သူကသူ့လုံနဲ့သူကိုနားတော့မကပ်ဘူးကိုနားကတ်ချင်တဲ့ကောင်မလေးလည်းမကပ်ရဘူးအဓိပ္ပာယ်ရှိဟာဒီတော့အထင်သေးသလိုတည်းလို့ကြီးရတော့မကောင်းဘူးသမီးချင်းကကော်ဘိန်းနော်ဖြစ်သွားနော်ဟမ်ဟမ်အဲ့တော့ကိုဘေးယူဘာဖြစ်လို့ထုံးလဲဟမ်အခုကတူတူလေးပဲရှိတော့လေသမီးရဲ့အဲ့တော့အရှိပဲဘေးတွေက အခုပြန်ထားမှာအဲ့လိုစပင်မျိုးရအောင်ပြန်ထားမှာပြန်ထားမှာဆိုတော့ဒီအပေါ်စပင်ကိုရှည်ထားလိုက်မယ်အပေါ်စပင်ဒီလောက်လောက်ရောက်ပြီဆိုလို့ရှိရင်ဘေးတွေလိုက်ထားလိုက်မသိတာတော့ဘူးလေอืมပြီးရင်စပင်ကျွတ်တွေဝယ်တဲ့လူတွေရှည်ရောက်လိုက်ဟုတ်ကဲ့ကြည့်ပြီးဦးခလာရန်ကြောက်တယ်အားချစ်စရာလေးပါရဲ့တရားကြည့်ပါဦးဖဲမို့သွားဂင်စတာဂင်စတာနေရနေရကျတော့တပတ်နောက်ဒီကားမှာမတည့်ဘူးမတူဟိုသူကသူကလည်းအဲ့လိုမျိုးဟိုတွတ်သူအိမ်အောင်နဲ့ နေတာအဲသူစိုးပြင်းတဲ့သူနဲ့ကလင်မယားစိုးပြင်းကလည်းနားမကြောက်ဘူးဒီနေ့ဖြစ်စင်တော့နေရလည်းမန္တလေးမှာသွားပြီးတော့တတူးသွားထိုးတယ်အဲရန်ကုန်မှာမရှိဘူးတဲလေးကကျတော့စိုးပြေပွဲသွားတက်နေတယ်စိုးပြေကကျတော့သူ့ပွဲရှိလို့ဆိုဒီလိုမလာနိုင်ဘူးဟုတ်တယ်ဟုတ်တယ်ဒါဒါဟောပေါ့သူ့အမေကိုကပြောပြီးတော့နိုင်ကျင့်တော့ကဲအဲ့တော့ဒီဒီမှာဘက်တယ်ဘက်တယ်ဘက်တယ်များတယ် တကားလုံးကသူနဲ့ကိုနေလို့မထင်မပဲယံသူဖြစ်သွားတော့မိသားစု300ရောက်ပါလေဒီကဲမှာဟုတ်တယ်ထူးထူးခြားတကားမှအဲ့လိုမျိုးတာဘတာဘတော့စုံမြဲပြီးပထမဦးဆုံးတာမိတာဘတော့စုံနဲ့အော်ကိုယ်ပေါ့တာဘတော့ပေါ့တာမိမပါဘူးမိမပါဘူးဗာမေးနေတာပဲစကားလေးတွေမေးပါဆိုတော့တော့ငါ့ကိုရွှန်းလို့ဟဲ့ညနေခန်းလေးရတယ်လေရဲကမာရီကခုန်နေလိုက်တယ်ဗျာအိမ်မှာဘာဖြစ်လဲ အဲ့သူ့သူ့လို့မပြောချင်လို့လကားစားပါငငတက်ကြီးလာဆိုရဲနည်းနည်းလှအောင်လို့ညကြီးလှလာတော့ငါရှေ့အောင်လာလို့နေလလောပါလို့အေးမသိဘူးသဲလေးမိတ်ကဆရာတွေဘယ်လိုလုပ်လို့လဲမသိဘူးမမကြည့်လိုက်ဘူးသူတို့ယုံလိုက်တာသဲလေးမိတ်ကဆရာတွေတလုံးနဲ့နကန်းနဲ့နှစ်ကန်းနေလေးနေတယ်ဟင်းတက်ကြီးလာနည်းနည်းနှွဲသွားတာပဲဟုတ်ကဲ့ပါ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 ဟာနှွဲသွားဆိုဟုတ်ကဲ့ပါဆိုရင်ထောက်ခံတယ်လို့ပါဟုတ်လား တော်တော်မမင်းနဲ့ဘာလဲမင်းမနဲ့မင်းတော်ရမယ်တင်းနှုံးသားနဲ့ပတ်သက်ပြီးတော့ပြောပြပါဦးတင်းနှုံးသားကတော့စပင်ညာတဆိုင်မှာရှိတယ်ကားနာမည်ကတင်းနှုံးသားဒီကားထဲမှာဟိုကအာနေရဲကစပင်ညာဆရာဒီကားကကိုစတီရဲ့ထူးခြားတဲ့ကားကားလို့ပြောမယ်သူသူကဟာတာရိုက်ခဲ့တယ်လေသူကအရှင်မဲတဲ့အရှင်ဒရိုက်တာအရှင်နဲ့ကော်မတီနဲ့တွေ့ရတဲ့ကားလေးကိုစတီလည်းအရင်အားထည့်ထားတယ်ကျွန်တော်လည်းဒီကားလေးကိုအားရဒါနဲ့ကြာနေရပါတော့ကြာနေသူလည်းအကြောင်းကြောင်းကြောင်း သူအဲ့လိုပဲဟိုသူကလည်းတိုင်ပတ်နေရတဲ့ဒီကဟိုဟိုကုမ္ပဏီကပြမလို့ဒီကုမ္ပဏီကပြမလို့ ਨੇ ဖြစ်နေကြာနေပေါ့အခုအခုတော့ပြပြပြီဆိုတော့ဝင်တာပါပဲဟုတ်ကဲ့ပါအဲ့တော့ခဏလေးတောင်းလေးပြောပြစကားလဆောင်ညီပဲစကားလဆောင်လေးပြောပြပါဦးစကားလဆောင်ဒီကလေးတော့တော့မှာလားဟမ်လူလိုမှာနဲပြောပြောလေးပြောပြောလေးစကားလဆောင်ဒီကလေးတော့ ျွန်တော်အားလုံးကြိုးစားထားတယ်ကျွန်တော်အားလုံးကြိုးစားထားကြဒါရိုက်တာနဲ့စာပြီးပေါင်းနေသစ်ဆောင်နေအားလုံးကြိုးစားထားတယ်တင်တုံးသားဆိုတဲ့ကားလေးဇာတ်ကနာမလေးလည်းဆန်းတယ်လို့ဇာတ်လမ်းလေးလည်းဆန်းပါတယ်ဒီကနေ့မှပေါင်းကြတဲ့ကျွန်တော်ပေါင်းရင်သစ်ဆောင်နေအားလုံးချောကြပါတယ်အဲ့အတွက်အားပေးကြပါအောင်